DJ20 ဆောင်းကတ်ရဲ့နောက်ထပ်အတာချက်တစ်ခုကိုပြောပြပေးပါမယ်။ဒီအတာချက်ကတချို့ဆောင်းကတ်တွေမှာပါတယ်။တချို့ဆောင်းကတ်တွေမှာမပါပါဘူး။အနည်းဆက်ဆုံးပြောရမယ်ဆိုရင်တော့ V8 ဆောင်းကတ်မှာဆိုရင်ဒီအတာချက်ကမပါပါဘူး။အဲ့တော့အဲ့ဒီအတာချက်ကဘာလဲဆိုတော့ noise cancelling function ပဲဖြစ်ပါတယ်။အဲ့တော့ဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တို့ microphone မှာက noise cancelling function ကပါပြီးတာ။ဒါပေမဲ့ဆောင်းကတ်မှာပါသူကထပ်ပြီးတော့ noise cancelling function ကိုထည့်ပေးထားပါတယ်။အဲ့ဒါကတော့ဒီရုပ်စာလေးပါ DENOIC D noise ဆိုတဲ့ clock လေး အဲ့ဒီခလုတ်ကလေးကိုအသုံးပြုပြီးတော့ကျွန်တော်တို့ကစောင်းကက်ကနေတဆင် noise cancelling function ကိုထပ်ပြီးတော့အသုံးပြုလို့ရပါတယ်ဒီကောင်ကအဖွင့်အပိတ်လည်းလုပ်လို့ရပါတယ်အဲ့တော့ဒီစောင်းကက်မှာ DJ 20စောင်းကက်မှာပါတဲ့ noise cancelling function ကဘလို့အသုံးဝင်လဲဆိုတာကိုကျွန်တော်လက်တွေ့စံတပ်ပြပါမယ်အခုကျွန်တော် DJ 20စောင်းကက်မှာပါတဲ့ noise cancelling function ကိုစံပြပါမယ်ဒီမှာကျွန်တော်ပန်ကာဖွင့်ထားတယ်အဲ့ဒီပန်ကာနားမှာကျွန်တော်က မိုက်ခရိုဖုန်းကိုကတ်ထားလိုက်မယ်အဲ့ဒီလေတံကိုတစ်ချက်နားထောင်မယ်ပြီးရင်3စကန့်ကြာလာနဲ့ကျွန်တော်ဒီ noise function ကိုဖွင့်လိုက်မယ်โอเคစလိုက်စလိုက်ရအောင်ဒါကတော့ DJ20 စောင်းကတ်မှာပါတဲ့ဒီ noise function noise cancelling function ကိုဖွင့်လိုက်တာဖြစ်ပါတယ်။ပုံမှန်မှာဆိုရင်ကျွန်တော်တို့ noise cancelling function က microphone မှာလည်းပါလဲ ဒါအပြင်မှာ DJ20 စောင်းကပ်မှာက noise cancelling function ကိုထပ်ပြီးတော့ထည့်ပေးတာလာဖြစ်တယ်။ပြီးတော့သူ့ရဲ့အားတာချက်ကထပ်ပြီးအားတာချက်ကဆိုရင် noise cancelling function ကိုသူကအဖွင့်ပိတ်လုပ်လို့ရတယ်။အခုကျွန်တော်ဖွင့်ထားတဲ့အနေထားမှာဆိုရင်သူ့ရဲ့မီးလေးကမိတ်တုံမိတ်တုံလင်းနေမယ်။တကယ်လို့ကျွန်တော်ပြန်ပိတ်လိုက်မယ်ဆိုရင်သူ့ရဲ့မီးလေးကအငြိမ်လင်းနေမယ်။ဒါကတော့ပိတ်ထားတဲ့အနေထား။အဲ့တော့အဖွင့်ပိတ်ကိုလည်းကျွန်တော်တီးနိုင်တယ်။ပြီးတော့အဖွင့်ပိတ်လည်းလုပ်လို့ရပါတယ်။ဒါကတော့ DJ20 စောင်းကတ်မှာပါတယ် noise cancelling function ရဲ့အားသာချက်ပဲဖြစ်ပါတယ်နောက်ဗီဒီယိုမှာ DJ20 စောင်းကတ်ရဲ့နောက်ထပ်အားသာချက်တွေကိုဆက်ပြီးတော့ပြောပြပေးပါမယ်ခင်ဗျာ